အိန္ဒိယပြည်ကကဘာကျော်သင်္ချာပညာရှင်ရာမန်နူဂျန်အကြောင်းကတော့ပြောရင်မဆုံးနိုင်ဘူးကြာအဲ့တော့ဒီနေ့သူထွန်ထားတဲ့ magic square အကြောင်းလေးနည်းနည်းပြောကြရအောင်ပါနော်အဲ့တော့မွေးနေ့တက်ကြတဲ့ခုနှစ်တက်ကြတဲ့ကိုအတုံးချပြီးတော့ magic square လေးတစ်ခုတည်ဆောက်ပါနော်အဲ့ဒါလေးကျွန်တော်တည်ဆောက်အဲ့ဒါလေးရှင်းပြကြရအောင်ပါအဲ့တော့ magic square ဆိုတာ အရင်တော့ကပြောဘူးပါတယ်ရှင်းပြဘူးပါတယ်4 by 4ဆိုပါစို့5 by 5 6 by 6ထိုက်ထိုက်အမျိုးမျိုးမှာ4 by 4အကြောင်းပြောကြမှာဆိုတော့အကွက်16ကွက်ရှိတော့တက်ကန်နေ16အထိဖြည့်ရမယ် UI ချက်ကတန်ပေါင်းတလေးတန်တိုင်ပေါင်းလေးတိုင်နဲ့တောင်းပြက်နှစ်ခုအားလုံး10မျိုးဘယ်လိုပေါင်းပေါင်း34ရရမယ်ဆိုတော့မဂျစ်စကွက်တစ်ခုပါပေါင်းကြည့်တစ်ခုတန်းလောက်ပေါင်းပြရမယ်29 30 34 တောင်းပြပေါင်းကြည့်မယ်30တရား24နဲ့ပေါင်း34နော်အဲ့ဒါကို magic square လို့ခေါ်တယ်ဒါအတာမ magic square ရမန်နူဂျင်ရဲ့ magic square ဒီလို1 to 16မဟုတ်တော့ဘူးတိတ်တော့မတူဘူးသူကမွေးနေ့ကဏ္ဍနဲ့လှုပ်ထားတယ်သူကဒီဇင်ဘာ22ရက်နေ့မှာမွေးတယ်ဒါသူ့ရဲ့သူ့လမွေးလပြီးရင်1889အဲ့တော့သူ့ရဲ့မွေးတက်ကြက်ကိုရာစု 19ရာစုက16နဲ့စားတာပေါ့ပြီးရင်89ခုနဲ့အဲ့ဒီကဏ္ဍလေးလုံးကိုမှီးပြီးတော့မှ magic square ဖျောင်းလောက်တာအဲ့တော့အဲ့ဒီကဏ္ဍလေးလုံးကပေါင်းနိုင်139ရာတယ်ကဏ္ဍကတော့နည်းနည်းကြည့်ပြီးရှုပ်နေတာအဲ့ဒါကို तू ကဘယ်လိုပေါင်းပေါင်း139ရာအောင် तू ထွင်ထားတယ် နော်အဲ့ဒီ magic square ရဲ့ theory အတွင်းသဘောတရားတွေတိဆောက်ပုံနည်းနည်းပြောကြလို့ပါဟိုရုပ်တရက်ကြည့်တော့တော့သိမလောက်ဘူးနော်သိစိတ်မဝင်စားတရားလို့ဖြစ်နေတယ်ဘာဆိုတော့မူလတာမ magic square နုနုရရလေးလာနေတယ်နေတဲ့အောင်ကြောက်တော့ရကျမ်းရေကျူအရှုပ်ပွားနဲ့ကဏ္ဍနေကြည့်နေတကယ်တော့မကြည့်တတ်လို့ပါကြည့်တတ်တဲ့အခါမှာကြောက်တော့သူ့အလှတမျိုးပါသူက sexy ဖြစ်တယ်နော် အဲ့တော့ကြည်တိုင်ပေါ့အဲ့တော့ဘယ်နေရာကြည်ရမယ်ဆိုတာသိဖို့လိုပါတယ်အဲ့တော့အဲ့ဒီကဏ္ဍကြီးကြီးကိုကျွန်တော်နည်းနည်းလေးကဏ္ဍသေးတော့အောင်ရှင်းအောင်အဲ့ဒါကျွန်တော်မွေးနေ့နဲ့ဥပမာပြချင်တယ်နော်ဆိုပါတော့ကျွန်တော်ဧပြီ26မှာမွေးတယ်ဆိုပါတော့အဆက်တော့မဟုတ်ပါဘူးကျွန်တော်ဥပမာပေးတာပါ1951ဒါဆိုရင်အဲ့ဒါကိုကျွန်တော်၄ဘိုင်းပိုင်းလိုက်မယ် ရက်က26လက၄လပိုင်း20ရာစုက19နဲ့စတယ်51အားလုံးကနန်းလေးလို့အဲ့ဒါကိုကျွန်တော်ပေါင်းလိုက်တဲ့အခါမှာဒီလိုပေါင်း30ဒီလိုပေါင်း80လုံးပေါင်း100ပါအဲ့ဒီ100ဟာဒီ magic square ရဲ့စုစုပေါင်းပေါင်းလိုက်တန်တိုင်းတိုင်းတိုင်းရဲ့ပေါင်းလာအဲ့ဒါကို magic sum လို့ခေါ်တယ်အဲ့တော့ magic sum ဘယ်လိုပေါင်းမှန်းတရားရအောင်ကျွန်တော်ခုထွက်မယ် တခုပဲယိုယိုမက်ဂျစ်ကိုရတိကနီ16အထိမတူတဲ့ကဏ္ဍနေသုံးတယ်ရမနုဂျန်ရဲ့မက်ဂျစ်ကိုကြတော့အဲ့ဒီကဏ္ဍလေးလုံးကိုမှီပြီးသုံးရတယ်မွေလာရဲ့တက်ကြဲအဲ့တော့မှီပြီးသုံးတယ်အဲ့တော့ကျွန်တော်အဲ့ဒီကွာ16ကွက်ကိုကျွန်တော်ဖြည့်မယ်ဖြည့်တဲ့အခါမှာအဲ့ဒီကဏ္ဍလေးလုံးနဲ့ပဲကျွန်တော်ဖြည့်မယ်နော်အားလုံးဘလို့ပေါ်မွန်တရားရအောင်ဖြည့် <coughs> အဲ့တော့အဲ့ဒီရှိသမျှကနန်းဆိုင်6လုံးဟာကျွန်တော်မွေးရမွေးလာအဲ့တော့ရာစုနဲ့ပြီးတော့မွေးတက်ကြတဲ့နော်အဲ့ဒါအဲ့ဒီ၄လုံးနဲ့ပဲဖြည့်ထားတယ်အဲ့တော့အခုဒီမှာပေါင်းရင်တရားသေးကြတယ်နောက် second row ပေါင်းကြည့်မယ်ဒီမှာ80 30တရား30 90တရားတရားဒေါင်းပြပေါင်းကြည့်မယ်30 90တရားဒီဘက်တောင်းဘက်ပေါင်းပြ30 90တရားအကုန်တရားတွေပဲဘလို့ပေါင်းပေါင်းဒီလိုလဲတရားဒီလိုလဲတရား တောင်းပြတဲ့တရားထူးဆန်းတာကအဲ့ဒီ magic square တရားဖြစ်အောင်ပေါင်းတဲ့နေရာအများကြီးရှိသေးတယ်ခုန10ခုမျိုးပြောခဲ့တယ်ခုကျွန်တော်ဒီလို၄ဘိုင်းပိုင်းပြမယ်၄ဘိုင်းပိုင်းပြရင်2ဘိုင်း2လေးတွေထွက်လာတယ်အဲ့ဒါကို2ဘိုင်း2 blocks ပေါင်းကြည့်30 90ဒီလိုပေါင်း30 90 30 90 30 90အားလုံးတရားပဲအဲ့ဒီ2 by 2 block စီအများကြီးရှိသေးတယ်ကျွန်တော်ဒီလိုပေါင်းလို့ရသေးတယ် ဒီအလေရလေးလုံး3090ဒီအလေလေးလုံး3090ထောင်လေးပဲကျွန်တော်ပေါင်းလို့ရသေးတယ်ဒီမှာ3090ထူးထူးဆန်းဆန်းတခြားပေါင်းလို့ရတာတွေရှိသေးတယ်ဥပမာဒီထောင်ပြက်ဒီလေးလုံးဒီမှာလည်း3090ပဲပြီးရင်ဒီလေးလုံးဒီလေးလုံးအဲ့တော့ကျွန်တော်စွတ်စွတ်ပေါင်းအဲ့ဒီ တရားရအောင်မမက်ဂျစ်ဆမ်းမြအောင်ပေါင်းနိုင်တဲ့နီးရတကယ်ဆယ်ခုပဲလိုတယ်နော်မက်ဂျစ်စကွဲဖြစ်ဖို့ကျွန်တော်စုစုပေါင်းပေါင်းကြည့်တော့အဲ့ဒီအလွယ်တကူကျွန်တော်ရှာတာ26ခုရှိတယ်။သင်ချာကြိုးစားရှာရင်ထွက်လာနိုင်သေးတယ်။ဆိုတော့အဲ့ဒီလိုမက်ဂျစ်စကွဲကထူးဆန်းလွန်လို့အဲ့ဒါကို special နာမည်မှဲ့လိုက်တဲ့ super magic square ဘလို့ပေါင်းပေါင်းတရားဟာ26မျိုးရှိတယ်ဆိုတော့ရမနူဂျန်ရဲ့ magic square ကိုပြန်ကြည့်အောင် သူကဒီဇင်ဘာ22ရက်1889နှစ်ဒါပေမဲ့ကျွန်တော်ကဒီကဏ္ဍလေးလုံးကိုပဲထပ်ပြန်တလဲလဲသုံးထားတယ်။ရမနူချန်ကြတော့မဟုတ်ဘူး။သူကကဏ္ဍတွေကိုမထအောင်လုပ်ထားတယ်။မထအောင်ဘယ်လိုလုပ်လဲဆိုအစင်လိုက်လေးတွဲတွဲထားတယ်။အစင်လိုက်လေးတွဲဥပမာဒီမှာကြည့်22နော်။အဲ့ဒီ22ကိုသူက1 2 3 4 5ဆို၄၄လုံးဆက်တိုက်လုပ်ထားတယ်။7နှစ်လည်းဒီတိုင်းပဲမှကို တဆယ်စတဲ့ဆနဲ့ဆက်ရှိလေဒီတိုင်းပဲဆက်ရှိလေတော့ဒီမှာ76ဆက်ခွန်ဆက်ရှိဆက်ကို89နဲ့လေဒီတိုင်းပဲ76 89 89เนาะတော့ကလေးဆက်တိုက်၄လုံးတော့လေးကဆို76လုံးပါပဲဒါပေမဲ့သူ့ထူးခြားချက်ကငန်းန်းတွေမထတ်တော့ဘူးပူလာဟောတယ်ပြတော့ပူဆန်းကျဲဟောတယ်ဖြေဟောဆန်းကျဲဆိုတော့ဒီမှာထပ်နေတော့နည်းနည်းလေးတမျိုးဖြစ်နေဆိုတော့ तू ကပူဆက်ဆီဖြစ်တာပေါ့ နော်ဆိုတော့အဲ့ဒါလို့ဖြစ်အောင်ကျွန်တော်ရဲ့ဒါအတင်အောင်လို့ရဲ့ magic square ပေါ့နော်အဲ့ဒါကိုဟိုလို sexy ဖြစ်အောင်ခုလောလောဆယ်တော့ရိုးနေ sexy ဖြစ်အောင်ဘယ်လိုလုပ်မလဲတကယ်တော့လုတ်တိုင်ဘလိုလေးမရှိတယ်ကျွန်တော်ဒီလိုလုပ်မယ်ဒီမှာတက်ပေါင်းတက်နှုတ်နည်းနည်းလေးအပြောင်းအလဲလေးလုပ်လိုက်မယ်တက်ပေါင်းတက်နှုတ်တက်ပေါင်းတက်နှုတ်ပြီးရင်ဒီ second row မှာ အဲ့တတ်တော်မှာနှစ်နှုတ်နှစ်ပေါင်းနှစ်ပေါင်းနှစ်နှုတ်ကျွန်တော်အဲ့လိုလှုပ်ထားတယ်သေချာကြည့်ရင်သိလိမ့်မယ်အချင်းချင်းကြည်အောင်လုပ်နေတာတင်းနဲ့အပေါင်းတင်းအနှုတ်တင်းကြည်အပေါင်းတင်းအနှုတ်နေခြင်းပဲပြန်ပေါင်းတရားပဲပေါ့နော်ဆိုတော့ဒီမှာလည်းဒီရမဲ့သုံးနှုတ်သုံးပေါင်းအဲ့တော့တကယ်တော့အချင်းချင်းကြည်ပြည့်အောင်ပေါင်းတဲ့တရားပဲပြန်ရအောင်လုပ်တာဒါပေမဲ့အဲ့လိုလုပ်တဲ့အတွက်ကြောင့်အကုန်လုံးကဏ္ဍနေကိုယ်ရဲ့ကုန်တယ် ြည့်ကျွန်တော်ကလည်းအစ်စ်ကျွန်တော်ပြန်ရေးမယ်ကလည်းအစ်စ်ဘာဖြစ်မလဲဆိုရင်နှစ်ချောင်း49 51ဒီပထမတန်းကတော့မပြောင်းလဲဘူးဒုတိယတန်းကျွန်တော်တစ်ပေါင်းတော့52တင်းနှုတ်တော့78 3ပေါင်းတော့အ3နှုတ်တော့1 3ပေါင်းတော့29ဒီမှာနှစ်နှုတ်တော့နှစ်နှစ်ပေါင်းတော့28 နှစ်ပေါင်းတော့53နှစ်နှုတ်တော့18တစ်ပေါင်းတော့20တစ်နှုတ်တော့90တစ်ပေါင်းတော့28တစ်နှုတ်တော့03ကြည့်ကျွန်တော်ရဲ့ magic score ပဲဟာမှမထတ်တော့မတူတဲ့ကိန်း16လုံးဖြစ်သွားတယ်မတူတဲ့ကိန်း16လုံးပြစ်ပြီးတော့အစင်လိုက်၄တွဲထွက်တယ်ဥပမာ26ဆိုပါတော့29 28ပြန်နှစ်ကိုအလို့ဖြစ်လာတယ်ဒီ၄နဲ့ဒီတိုင်းမဲ့တင်းနဲ့ သုံးလေးအဲ့လိုအစင်လိုက်19လဲဒီတိုင်းမှာ51လဲဒီတိုင်းမှာပေါင်းကြည့်မယ်ပေါင်းကြည့်မယ်30 80ရပေါင်းလိုက်မယ်ခုနလိုပဲတရားဒီမှာဒီပေါင်းမှာ80 30တရားဒါခုနကျွန်တော်ပြောဆိုအပေါင်းအနှုတ်တွေကြည်အောင်လုပ်ထားတယ်တရားတော့မဆမ်းပါဘူးသူတို့လေဒီတိုင်းကိုကြည့်အောင်ဒီတိုင်းကိုကြည့်ရင်ဒီလိုပေါင်းရင်88 ီလိုပေါင်း20နှစ်တရားပဲဒီလိုပေါင်းကြည့်20နှစ်98တရားပဲဒီလိုပဲတန်ပေါင်းကြည့်ပါတရားထောင်းပြပေါင်းကြည့်အောင်ထောင်းပြဒီလိုက56နော်ဒီလိုက56ဒီလိုက44တရားပဲဒီထောင်းပြပေါင်းတရားပဲဒါဒီမကဘူး2 x 2 blocks ဒီထောင်းစုံလေးလုံးနေအလေလေးလုံးနေအမျိုးမျိုး26မျိုး အကုန်လုံးတရားပြောင်းပြန်ပေါင်းလို့ရတယ်ပို့ပြီးလာသွားတယ်အဲ့တော့ယာရမန်နီကျဲအရန်ဆင်းရပါတယ်သူဟာသူ့ရဲ့မွေးနေ့ကိုသူအဲ့လိုအလှဆင်းပေမဲ့တကယ်တော့သူကသူ့မွေးနေ့ပွဲမလုံးနိုင်ရှာပါဘူးဘာဖြစ်လို့လဲဆိုတော့သူကကျောင်းတောင်တက်ဖို့ကျောင်းလက်ကမတက်နိုင်တဲ့လူပါသင်္ချာပညာရှင်ကဘာကျော်ဖြစ်လာတယ်ကျောင်းမတက်လိုက်ရဘူးကောင်းကောင်းအဲ့တော့အဲ့ဒီလိုမွေးနေ့ပွဲလေးသူထွင်းပြီးသူကသူလှုပ်တော့ကျွန်တော်တွေးတယ် ကျွန်တော်ခုလက်ရှိခုခေတ်မှာကလေးတွေမွေးနေ့ပွဲတွေတစ်ချိန်လုံးလုပ်နေတော့ကလေးတွေရဲ့မွေးနေ့ပွဲကိုအဲ့ဒါလိုမျိုး magic square လေးလောက်ခိုင်းရင်မကောင်းဘူးလားဟိုကလေးတွေသင်ချာလက်တတ်သွားမယ်ပြီးတော့ကလေးတယောက်နဲ့တယောက်ကမွေးနေ့မွေးရက်မွေးလာတွေမတူဘူးမတူတဲ့တကြောင်တယောက်ကို magic sun တမျိုးတရားမဟုတ်ဘူးတမျိုးပဲ50ဖြစ်မယ်30ဖြစ်မယ်အဲ့တော့တယောက်ကိုအဖြေတမျိုးထွက်တယ်ဒါပေမဲ့အကုန်လုံးလှလှပပ magic square ကြီးပဲ ဆိုအလုပ်လုပ်နိုင်ကောင်းမယ်ဆိုတော့ကလေးတည်းရဲ့မွေးနေ့ပွဲမှာကလေးတယောက်ကိုဒီလိုဗလာပေါ့ဗလာဖြစ်နေတဲ့ဒီလိုအယွတ်ကလေး၃နှစ်ရွယ်လောက်ပေးလိုက်၃နှစ်ရွယ်လောက်ပေးပြတ်တော့ကဲသူတို့ magic square လောက်ခိုင်းလိုက်နော်အဲ့တော့တယောက်တည်းမျိုးမတူတဲ့အဖြေတွေထွက်လာမှာ magic square တွေဒါပေမဲ့ဒါလောက်ရှုပ်တော့ကလေးတွေလုံနိုင်ပါမလားဆိုအရာကိုကျွန်တော်ရှင်းရှင်းလေးလွယ်လွယ်လေးနီးတန်းနီးကျွန်တော်ပြောချင်တော့ပါတကယ်တော့လွယ်လွယ်လေးပါ ကျွန်တော်အဲ့ဒီမွေးနေ့ကနန်းလေးလုံးကိုကျွန်တော် ABCD လို့သဘောထားမယ်။ဆိုအဲ့ဒီလိုတရားဖြစ်အောင် တကယ်တော့ဘာလုပ်ထားလဲဆိုအဲ့ဒီလေးလုံးကိုနေရာရွှေ့ထားတာ CDAB ရဲ့လတကရေကိုတကရေရဲ့လလုပ်ထားတယ်။ပြီးတော့ပြောင်းပြန်ယူလိုက် DCBA DC B A ဒါလည်းပြောင်းပြန်လို့လဲ BADC B A ABC ဘာလို့တောင်လဲဆို ABCD ကြီးပဲဖြစ်အောင်လို့တာ ABCD ပေါင်းဝင်မလို့ရလဲတရားလीဒါဆိုကျွန်တော်ဒီမှာ ABCD ဖြစ်အောင်ပေါင်းနိုင်သူကြီးတရားရနေမှာပဲဟုတ်တိုင်းကိုကြည့် ABCD တိုင်းကိုကြည့် ABCD 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 တရားဖြစ်မှာပဲ တလုံးညင်းသွားပေါင်းဖို့မလိုဘူးဟိုသီအိုရီအဲ့လိုကြည့်လိုက်တော့လေရှင်းနေတာပဲတကယ်တော့ရာမန်နူဂျင်းကမျက်လေပြထားတာအယမ်းရှုပ်လို့မဟုတ်ဘူးတကယ်တော့လော်လွယ်လေဆိုအဲ့ဒီနီးနဲ့ဒါဆိုရင်ကနန်းနေမတူအောင်ကနန်းနေမတူအောင်ဘာလုပ်မလဲကိုနဲ့ကျွန်တော်ကနန်းထတ်တာနဲ့ပြရတယ်အဲ့ဒီခလေးတွေကနန်းထတ်တာနဲ့လုပ်လေဒီမက်ဂျစ်စကွဲတကယ်တော့လှပြီးသားပါဟုတ်ဆက်စီဖြစ်အောင်ကနန်းနဲ့မတူခြင်းမှုဆိုရင်ဒီမှာ rule လေးတစ်ခုလောက်ရမယ် first rule ကိုမထိနိုင် second row မှာတစ်ပေါင်းတင်းနှုတ်လို့နောက်ဆုံး row မှာတစ်ပေါင်းတင်းနှုတ်တစ်ပေါင်းတင်းနှုတ်လို့ third row မှာနှစ်နှုတ်နှစ်ပေါင်းလို့နှစ်ပေါင်းနှစ်နှုတ်လို့ third row မှာသုံးနှုတ်သုံးပေါင်းလို့ဒါဆိုရင်ကြည့်အပေါင်းနဲ့အနှုတ်ကြည့်အပေါင်းနဲ့အနှုတ်ကြည့် ABCD ပဲ အပေါင်းနဲ့အနှုတ်ကြည်အပေါင်းနဲ့အနှုတ်ကြည် ABCD ပဲတကယ်တော့နားလည်းပါရိုက်လို့ထားတာဒီမှာအပေါင်းနဲ့အနှုတ်ကြည်တော့1ရင်1ရင် minus 2ရဲ့ကြည်ဘောတော့ ABCD ပဲအားလုံး ABCD ကြည်ပဲ so အဲ့ဒီတက္ကနိတွေကလေးတွေကိုပြပြီးတော့ကလေးတွေကိုကိုယ်ပိုင် magic square လေးသူတို့ရဲ့ကိုယ်ပိုင်မွေးနေတဲ့ magic square လေးဒီဆောက်နိုင်ပျော်စရာလည်းကောင်းတင်ကြလက်တက်ဖြစ်သွားပါလိမ့်မယ်အားလုံးကျေးဇူးပါ